ဖြောင်းမတ်မှန်ကန်တဲ့နိုင်ငံရေးသမားတူဖြစ်သူရာဂဝါဟာတိုင်းပြည်အကျိုးပြုနိုင်ဖို့အတွက်ပဲစူးစမ်းလှုပ်ဆောင်နေရင်းတားဖြစ်သူဘာရက်ကိုတောင်အချိန်မပေးနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာနနာဂျီလို့အမည်ရတဲ့တငယ်ချင်းတူကလည်းသူတို့အတူစူပေါင်းပြီးပါတီတစ်ခုထူထောင်ဖို့လာရောက်ကမ်းလှမ်းခဲ့ပါတယ်မိသားစုကိုအချိန်မပေးနိုင်တဲ့ရာဂဝါဟာဒီကိစ္စအတွက်အတော်လေးစဉ်းစားနေရပြီးဇနီးဖြစ်သူကိုတိုင်ပင်ကြည့်တဲ့အခါမှာတော့တိုင်းပြည်ကိုချစ်တက်လွန်းတဲ့သူ့အကြောင်းသိနေတဲ့ဇနီးတွေကပါတီထောင်ဖို့ကိုကြီးပြူစွာပဲခွင့်ပြုပေးခဲ့ပါတယ် ဒါလီဘာရက်ကိုတော့သူမကိုယ်တိုင်ပဲအဖေကောအမေဖြစ်နေပါနှစ်ယောက်စာစုပြုံဂယူဆိုင်မှုတွေပေးခဲ့ပါတယ်။ဒါလီရဲ့ဘဝမှာဖခင်မြတ်တာကိုငတ်မုံနေပြီးစိတ်တန်ရာမဖြစ်စေဖို့အထူးကြိုးစားခဲ့ပါတယ်။ပြီးတော့သူမရဲ့ဒါလီကိုဂရီတရားနဲ့ပတ်သက်ပြီးတည်မြဲသူဖြစ်စေဖို့မကြာခဏဆုံးမတတ်သူလည်းဖြစ်ပါတယ်။တနေ့မှမမျှော်လင့်ပဲဘာရက်ရဲ့မိခင်ဟာတေဆုံးသွားခဲ့ရပြီးရာဂဝါလည်းသူ့ဒါလီကိုကိုယ်တိုင်စောင့်ရှောက်နိုင်ဖို့ပါတီကိုဖျက်သိမ်းဖို့စဉ်းစားခဲ့ပေမဲ့ နာနာဂျီကပါတီပေါ်မျောလင်းချက်တွေထားနေတဲ့ပြည်သူတွေရဲ့မျက်နှာကိုကြည့်ရမယ်လို့ဆိုလာပြန်တဲ့အခါမှာအခက်တွေ့ရပြန်ပါလေ။နောက်ဆုံးမှာရာကဘာဟာသားလေးကိုကြည့်ရှုစောင့်ရှောက်ပေးသူရှိစေဖို့နောက်အိမ်တောင်ထပ်ပြုလိုက်ပါလေ။ဒါပေမဲ့လည်းထင်သလိုဖြစ်မလာခဲ့ပါဘူး။ဘာရက်ရဲ့မိတွေဟာဘာရက်ပေါ်ကြည့်ရှုစောင့်ရှောက်ခြင်းမရှိတဲ့အပြင်ဘာရက်ကိုယ်တိုင်မိတွေနဲ့ရင်းနှီးလာအောင်ကြိုးစားခဲ့သည့်တိုင်သူ့ပေါ်စိတ်ဝင်စားမှုတောင်မရှိခဲ့ပါဘူး။နောက်ပိုင်းမိတွေဟာသားငယ်လေးတယောက်မွေးဖွားလာတဲ့အချိန်ရောက်လာတဲ့အခါမှာတော့ ်ဘာရက်ကိုရှိတယ်လို့တော့မထင်တော့တာကြောင်းဘာရက်ဟာအချိန်တော်တော်များများကိုတငယ်ချင်းဖြစ်သူစူပါရဲ့အိမ်မှာပဲကုံဆုံးလေးရှိပါလေတရက်မှာတော့အဲ့ဒီတငယ်ချင်းမိသားစုလည်းလန်ဒန်မြို့ကိုသွားရောက်နေထိုင်ဖို့အကြောင်းဖန်လာခဲ့ပြီးသူတို့ဟာကြံနေမဲ့ဘာရက်ကိုလည်းတနာကြတာမို့ခေါ်သွားကြဖို့ဆုံးဖြတ်လိုက်ပါလေဘာရက်ရဲ့ဖခင်ရာဂဝါကိုသွားရောက်ခွင်တောင်းတဲ့အခါမှာတော့ရာဂဝါကသဘောမတူခြင်းပေမဲ့သူ့ရဲ့နောက်အိမ်တော်နဲ့အမျိုးတွေကတော့ဘာရက်ကိုထယ်ပေးလိုက်ကြဖို့ဝိုင်းဝန်းတိုက်တွန်းခဲ့ကြတာကြောင့်ဘာရက်လည်း လန်ဒန်ကို ရောက်သွားခဲ့ရပါတော့တယ်။နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ရာဂဝါဟာဝင်ကြီးချုပ်ဖြစ်လာခဲ့ပြီးနနာဂျီကတော့ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာဘာရက်ဟာလည်းထက်မြက်ပြီးတက်ကြွတဲ့လူငယ်တူဖြစ်ပြီးတော့သူဟာဒီဂရီဘွဲ့၅ခုတောင်ရယူနိုင်ခဲ့ကလန်ဒန်မှာပဲအခြေစိုက်ပြီးစီးပွားရေးလုပ်ငန်းတွေလုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါမဲ့မကြာမီမှာပဲဖခင်ဖြစ်သူစုံပါသွားကြောင်းတင်ပြရပြီးတော့နိုင်ရေးအတွက်အချိန်မီပြန်ဖို့စီစဉ်ရပါတော့တယ်။ ဘာရက်ပြောင်းရောက်သွားတဲ့အချိန်မှာနာယိခန္ဓာကပြီးဆုံးသွားခဲ့ပါပြီ။ဝင်းကြီးချုပ်တူရဲ့နာယိကိုအကြောင်းပြုပြီးစူပူအောင်ကြွမှုတွေဖြစ်ပေါ်နိုင်တာကြောင့်အမြန်စီစဉ်လိုက်ရတာဖြစ်ကြောင်းနာနာကြီးကဘာရက်ကိုရှင်းပြခဲ့ပါတယ်။ဘာရက်ဟာဖေဒူညီဖြစ်သူစစ်တပ်ကိုလည်းတွားရောက်နှုတ်ဆက်စကားပြောခဲ့ပါတယ်။အဲ့ဒီခါမှာသူတိလိုက်ရတာကသူ့ရဲ့ညီဖြစ်သူဟာစိတ်ဒဏ်ရာတစ်ခုကြောင့်စကားမပြောနိုင်တဲ့ဘဝကိုရောက်နေတယ်ဆိုတာပါအဲ့ဒီချိန်မှာဝင်းကြီးတို့အသိရွေးချယ်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေလည်း မီဒီယာတွေမှာအရေးပေးဖော်ပြနေကြတဲ့အချိန်လေးဖြစ်ပါတယ်။တချို့ကလည်းပါတီဥက္ကဋ္ဌဖြစ်သူနနာကြီးကဝင်ကြီးချုပ်နေရာကိုစိတ်မဝင်စားတဲ့အတွက်ရာဂဝါရဲ့မိမကပဲဝင်ကြီးချုပ်အစ်စ်ဖြစ်လာမလားဆိုပြီးတော့ပြောဆိုနေကြပါတယ်။ပါရဟာမျိုးရင်းမှာကားပတ်မောင်းကြည့်တဲ့အခါသူတို့အိန္ဒိယနိုင်ငံသားတွေဟာရင်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာကြပဲဥပဒေကိုအလေးမထားတွားကျင်တယ်လို့တွားနေကြတာမြင်လိုက်ရပါတယ်။လူသွားလမ်းပေါ်ဆိုင်ကယ်ဖြတ်မောင်းကြတယ် မိပွိုင်းကိုလည်းဘသူမှဂယုမဆိုင်ကြပဲကားလမ်းမပေါ်မှာကားဟွန်းတန်တွေသာစုညံပွက်လို့ရိုက်နေတာကိုစိတ်ပြက်ဖွယ်ရာမြင်တွေ့လိုက်ရပါတယ်။သူကြီးပြင်းလာတဲ့လန်ဒန်မြို့နဲ့အလွန်ကိုကွာခြားနေတဲ့အခြေအနေပါ။ရာဂဝါရဲ့နာယီအပီးမှာလွတ်တော်ကိုစလဲရီဟာနာနာဂျီကိုကတ်ပြီးသူတို့ကိုဝင်ကြီးချုပ်ခန့်ဖို့ကန့်လန့်လာကြပါတယ်။ဒါပေမဲ့နာနာဂျီကအားလုံးကိုညှင်းပယ်လိုက်ပြီးဘာရတ်ကိုဝင်ကြီးချုပ်အဖြစ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပါတီတွင်းကကိုစလဲရီဟာသဘောထားကွဲလွဲမှုတွေများတာကြောင့် ဆုံးပါသွားခဲ့ဖြစ်တဲ့ရာဂွာရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့ဘာရတ်ဟာအသင့်တော်ဆုံးလို့နာနာဂျီကဆိုပါတယ်ဘာရတ်ကတော့နိုင်ငံရေးအတွေ့အကြုံတစ်ခုမှ မရှိတာကြောင့်ပြည်သူ့ပေါ်တာဝန်မကျေမှာစိုးရိမ်ကြောင်းပြောခဲ့ပေမဲ့နာနာဂျီကဘာရတ်ကိုအားပေးပြီးနားချနိုင်ခဲ့ပါတယ်မကြာခင်မှာပဲဝင်ကြီးချုပ်အသစ်တာဝန်ပေးအပ်ပွဲကျင်းပခဲ့ပြီးဘာရတ်လိုလူငယ်တယောက်ကဝင်ကြီးချုပ်ဖြစ်တာဝန်ယူမဲ့အပေါ်အလုံးမကြေမချမ်းတွေဖြစ်နေခဲ့ကြပါတယ် သတင်းဌာနတွေကလည်းလူစိတ်ဝင်စားတဲ့အဲ့ဒီသတင်းကိုပဲအမျိုးမျိုးရေးပြီးဝင်ကြီးချုပ်လက်သက်ဘာရက်ကိုဝိုင်းဝန်းတိုက်ခိုက် နေခဲ့ကြပါလေ။နောက်တစ်ရက်ကစပြီးသူဟာဝင်ကြီးချုပ်တာဝန်တွေကိုဝင်ရောက်ထမ်းဆောင်ရပါတော့တယ်။ဖားကင်လက်ထက်ကလေးကရှိနေခဲ့တဲ့စိတ်ချရတဲ့တပည့်တွေအားလုံးရဲ့စောင့်ရှောက်မှုတွေနဲ့သူ့ရဲ့ကားရန်ကြီးလမ်းမပေါ်ထွက်လာတဲ့အခါအခြားသူများကိုလမ်းပိတ်ပြီးဝင်ကြီးချုပ်သွားဖို့လမ်းကိုရှင်းထားပေးတဲ့အခါမှာတော့သူ့ကြောင့်ပြည်သူတွေလမ်းပိတ်ခံရတာကိုတွေ့ပြီးမကြေမချမ်းဖြစ်မိပေမဲ့ ဝင်ကြီးချုပ်တယောက်ရဲ့အခြေအနေကအယံတန်မှုကြီးတာကြောင့်လမ်းမှာအကုန်မခံသင့်ဘူးလမ်းပေါ်ကုန်မဲ့အခြေအနေကိုပြည်သူကိုအလုတ်ကျွေးပြုတဲ့နေရာမှာကုန်စီတာပိုတင့်တော်တယ်ဆိုတဲ့စကားနဲ့ပဲသူနှစ်သိမ့်လိုက်ရပါတယ်ဘာရဟာသူ့ရဲ့ပထမဆုံးခြေလှမ်းအနေနဲ့သူမြင်တွေ့ခဲ့ရတဲ့လမ်းမထက်ကလမ်းစည်းကမ်းရင်စည်းကမ်းချိုးဖောက်မှုကိစ္စတွေကို အရင်ဆုံးကင်တွယ်ဖို့ဆုံးဖြတ်လိုက်ပြီးတက်ဆိုင်ရာတာဝန်ရှိသူတွေကိုစင့်ခေါ်စီလိုက်ပါတယ်စစ်စေးမင်းမြန်ကြီးတဲ့အခါမှာတော့တာဝန်ရှိသူတွေဟာလည်းအဲ့ဒီကိစ္စတွေကိုသိရှိနေကြတာဖြစ်ပြီးတော့ လူဦးရေများပြားတဲ့နိုင်ငံဖြစ်တာကြောင့်သူတို့ထိရောက်အောင်ကင်တွယ်မှုမပြုနိုင်တာပါလို့ဆိုကြပါတယ်။ဗာရက်စီကန်ဖောက်သူတွေကိုစောင့်စီတဲ့ဒဏ်ငွေကို မေးတဲ့အခါမှာတော့အလွန်နှဲပါနေတာကိုသတိပြုလိုက်မိပါတယ်။အရင်နောက်တော့ဒဏ်ငွေတွေအားလုံးကိုအစာပေါင်းများစွာတိုးပြီး ပြင်ဆင်သတ်မှတ်ပေးလိုက်ပါတယ်။အရင်ခါမှာပြည်သူတော်တော်များများဟာကြီးမြင့်တဲ့ဒဏ်ငွေကိုစောင့်လိုက်ကြပြီးဝင်းကြီးချုပ်အသစ်ပေါ်ကိုမကြေမနက်ဖြစ်ကြပြန်ပါတယ်။ အဲ့တရင်ဌာနကလည်းအဲ့ဒီတရင်ကိုအကျဲ့ချဲ့ပြီးစင်းရဲတဲ့ပြည်သူတွေပေါ်ကိုချင်းစာတရားမရှိဘဲနှိပ်စက်ကြောင်းထုတ်လွှင့်ပြီးတော့ဝင်းကြီးချုပ်ကိုတိုက်ခိုက်ကြပြန်ပါလေ။အဲ့ဒီခါမှာနနာကြီးရောက်လာခဲ့ပြီးသူ့ကိုအတိမပေးဘဲအခုလိုဒန်ငွေတွေအစာပေါင်းများစွာတိုးမြင့်လိုက်တဲ့အပေါ်အပြစ်တင်ပြောဆိုနေခဲ့ပေမဲ့ဘာရက်ကဒီကိစ္စကိုသူတေချာစဉ်းစားပြီးမှလုပ်ခဲ့တာဖြစ်ပြီးအကျိုးဆက်အားလုံးကိုလည်းတအူးတဲ့ခံယူမယ်လို့ပြန်ပြောခဲ့ပါလေ။ နေစဉ်ယုံတက်နေတဲ့လမ်းကြောင်းမှာကောင်မလေးတယောက်ကိုမြင်တွေ့မိပြီးဘာရက်စိတ်ဝင်စားမိသွားပါလေ။သူမရဲ့အလှနဲ့ယူသားဖြူစင်တဲ့အပြုံးတွေကိုမြင်တွေ့ရတိုင်းဘာရက်တယောက်မျက်လုံးကိုအဲ့ဒီနေရာကမခွာနိုင်အောင်ဖြစ်နေခဲ့ရပါလေ။သူမရဲ့နာမည်ကတော့ဗာဆူလို့အမည်ရပါလေ။တနေ့မှာတော့သူမတို့တငယ်ချင်းတစ်တိုက်ဟာရောက်တဲ့ရာရာပြောဆိုနေရင်ငယ်ရွယ်ပြီးနုပြူချောမောတဲ့ဝင်းကြီးချုပ်အစ်စ်အကြောင်းကိုစကားဆက်မိသွားပါလေ။ဗာဆူရဲ့တငယ်ချင်းတွေကဝင်းကြီးချုပ်ကိုသူတို့ရဲ့ကောင်လေးအဖြစ်စိတ်ကူးယဉ်ကြပေမဲ့ ်ဗာစုကတော့စိတ်မဝင်စားဘူးလို့ဆိုပါတယ်အဲ့ဒီချိန်မှာပဲဖုန်းဝင်လာပြီးဗာစုရဲ့တငယ်ချင်းတယောက်ဖုန်းကင်တဲ့အခါမှာတော့တဖက်ကသူဟာဝင်ကြီးချုပ်ဖြစ်တယ်လို့ပြောလာတာကြောင့်တငယ်ချင်းတယောက်ကစနောက်နေတယ်ထင်ပြီးဒေါသတကြီးနဲ့ဖုန်းကိုချပစ်ခဲ့ပါတယ်မကြာခင်မှာဖုန်းပြန်ခေါ်လာပြီးအမှန်တကယ်တော့ထိုသူဟာဝင်ကြီးချုပ်ဘာရက်ကိုတိုင်ပဲဖြစ်ပြီးတော့ဗာစုကိုစိတ်ဝင်စားလို့ဖုန်းခေါ်နေတာပဲဖြစ်ပါတယ်သူဘလို့ပြောပြောတဖက်ကတော့ဝင်ကြီးချုပ်လူလူကသူတို့လူလူကိုဖုန်းဆက်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလို့မှတ်ထားတာကြောင့် ဘာရက်ကိုသူတို့ကိုစားနှောက်နေတဲ့တငယ်ချင်းတယောက်လိုပဲထင်ခဲ့ကြပါတယ်။နောက်ဆုံးမှာဘာရက်ကအတွင်းဝင်များယုံကာတဆင့်ဆက်သွယ်ကြည့်ဖို့ပြောပြီးသူစောင့်နေမယ်လို့ဆိုလိုက်ပါတယ်။မယုံတဝက်ယုံတဝက်နဲ့ဘာဆိုလို့တငယ်ချင်းများဟာအတွင်းဝင်များယုံကိုဆက်သွယ်ကြည့်လိုက်တဲ့အခါမှာတော့ဘာရက်အမှန်တွေပြောနေတာကိုသိလိုက်ကြပြီးအလုံးအလွန်တရာပဲအန်အော်တကြီးဖြစ်သွားခဲ့ကြပါတယ်။